အားလုံးပဲမင်္ဂလာပါရှင်ဥကျနာတရင်ကြနေရေဇွန်လ9ရက်နေ့ရီဗျူးစစ်ဆင်ကိုတက်ဆက်ပြတော့မှာဖြစ်ပါတယ်နံပါတ်ချပိတ်ထားတဲ့မိကျနာဘကန်လန်ကိုစစ်ကောင်စီတပ်ကဖွင့်ပေးခဲ့ပေမဲ့ကျွန်တော်လည်းရင်တမလို့ GNA ဘက်ကပိတ်ထားစေဖြစ်တယ်လို့သိရပါတယ် ကံရီပူပေါင်းတပွဲတွေနေရာယူချတဲ့အနီတဝိုက်ကိုစစ်ကောင်စီကတပတ်အတွင်းလေကြောင်းဝါနဲ့အချိန်30ကျော်ပုံကြီးတက်ခိုက်ခဲ့ပါရယ်။စီဆိုင်မြို့နယ်အတွင်းမှာရှိတဲ့ဂျီဝါဥစုနှစုကပြည်သူ6000ကျော်ကိုဇွန်လ15ရက်နေ့နောက်ဆုံးချပြီးနေထိုင်ရာယူအတွင်းရနေထွက်ခွာသွားဖို့အနာသိစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်အဖွဲ့ကစာပို့ချပါရယ်။စားရတဲ့တဲ့မျိုးတက်ဆက်ပြရမှာပါကျမတို့အစီအစဉ်တက်ဆက်သူမင်းကြီးဖြစ်ပါရယ်။ နဘာချပိတ်ထားတဲ့မိချနာဖကန်လန်ကိုစစ်ကောင်စီတပ်ကဖွင့်ပေးခဲ့ပေမယ့်ကချောလရဲ့တမတော်ကံအေဘက်ကပိတ်ထားစေဖြစ်တယ်လို့သိရပါတယ်။ဆက်စိုင်းကတင်ဆက်ပေးမှာပါ။မိချနာဖကန်လန်ကိုစစ်ကောင်စီတပ်ကလမ်းဖွင့်ပေးခဲ့တာဟာဖကန်ဘက်ကိုစစ်ကောင်စီစစ်ကြောင်းတွေအသက်အရှင်ပြုလုပ်ဖို့ဆိုပြီးတရင်ကြတဲ့အတွက် KIA ဘက်ကပိတ်ထားစေဖြစ်တယ်လို့ KIA နဲ့နီဆတ်သူအမျိုးသားတအူကမိချနာတရင်ကြတယ်ကိုပြောပါရတယ်။ ကမန်ရစစ်ကောင်စီတပ်နဲ့စစ်ကောင်စီလက်အောက်ခံရှမ်းနေပြည်သူစစ်အဖွဲ့တွေကဖက်ကမက်ကိုအသက်ဆင်းပြုလုပ်မယ်ဆိုတဲ့သတင်းကြားတဲ့အတွက် KIA ဘက်ကပိတ်ထားတာဖြစ်တယ်လို့သိရပါဗျ။ကမန်ကနေဖက်ကမက်စစ်ကြောင်းထိုးတဲ့စစ်ကောင်စီစစ်ကြောင်းတချို့ကနတ်မြကြေးဝါနဲ့နတ်မတင်ကြေးဝါတွေမှာကြမ်းရှိနေသေးတယ်လို့ KIO KIA သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်းမြင်နာသတင်းကြားနယ်ကိုပြောဆိုထားပါဗျ။မြင်နာဖက်ကလမ်းဖွင့်တယ်လို့သတင်းကြားပေမဲ့ဖြတ်တန်းသွားလာဖို့ကအဆင်မပြေဘူးလို့ကာရှီယာတူကမြင်နာသတင်းကြားနယ်ကိုပြောပါဗျ။ နမ်ရကျေးဝဘက်သွားတဲ့ကားအချို့ကိုကမိုင်းမှာရှိတဲ့စစ်ကောင်စီဂိတ်ကဖြတ်တန်းသွားလာခွင့်မပြုဘူးလို့လည်းကြားသိရတယ်လို့ဆိုပါတယ်။အင်းတော်ဝေခါကာလမကြီးကိုအတုံးပြုပြီးပြည်သူတွေဖက်ကန့်ဘက်အသက်ဆင်ပြေလို့နေကြရပေမဲ့အဲ့ဒီလမ်းဘက်ကရှမ်းပြည်ပြည်သူစစ်တွေကလုံခြုံရေးတင်းကျပ်သားတွေရှိရလို့သိရပါတယ်။ပြီးခဲ့တဲ့မေလ24ရက်နေ့ကမစ်ချနာဖက်ကန့်အသက်ကိုစစ်ကောင်စီကပိတ်ချခဲ့ပြီးအစင်းကို KIA KPDF ပူးပေါင်းတပ်တွေကပိတ်ချခဲ့တာဖြစ်ပါတယ်။ ီဒီလူထုအနေနဲ့မိမိဒေတာမှာဖြစ်ပေါ်နေတဲ့သတင်းကြောင်းရာတွေကိုပေးဖို့ channel ဆိုရင်တော့မချနာသတင်း channel ရဲ့ messenger အနေဖြစ်စေဖုန်းနံပါတ်3996333တင်းနေတဲ့ကိုဖြစ်စေဆက်သွယ်ပေးဖို့နိုင်ပါတယ်ကချင်လူလိုက်ရေတမတော် KNI ပူပေါင်းတပ်ဖွဲ့တွေနေရာယူချတဲ့အနီတဝိုက်ကိုစစ်ကောင်စီကတပတ်အတွင်းလေကြောင်းဝါနေအချိန်30ကျော်ပုံကြီးတက်ခိုက်ခဲ့ရလို့ KNO KNI တရင်နဲ့ပြန်ချရေးဌာနရဲ့ဖော်ပြထားချက်တွေရသိရပါတယ်။ Choice ကဆက်လက်တင်ဆက်ပေးမှာပါ။ ဇွန်လလဆန်တပတာတွင်ကံရီပူပေါင်းတပ်ဖွဲ့တွင်နေရာယူထားတဲ့အနည်းတစ်ပိုက်ကိုစစ်ကောင်စီကနေဂျက်ဖိုက်တာနဲ့လေးကြိမ်ဒရုန်းဘုံ30ကြိမ်လက်နက်ကြီး55ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့မေလနောက်ဆုံးအပတ်တပတာတွင်ကလည်းဝိုင်းချွဲလေးရင်နဲ့42ကြိမ်ဂျက်ဖိုက်တာနဲ့9ကြိမ်ဒရုန်းဘုံအကြိမ်80ကျော်လက်နက်ကြီး192ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်မေလတတိယပတ်အတွင်းကံရီတပ်ဖွဲ့တွင်နေရာယူထားတဲ့အနည်းတစ် ိုင်းပိုင်ချန်လီရင်နဲ့69ကြိမ်ဂျက်ဖိုင်တာနဲ့9ကြိမ်ဒရုန်းဘုံ38ကြိမ်လက်နက်ကြီး84ကြိမ်ပြခတ်တဲ့ခိုက်ခဲ့ရလို့ KOKA တင်းနဲ့ပြန်ကြားရေးဌာနရဲ့မေလ25ရက်နေ့ကထုတ်လွှင့်တဲ့ရုပ်သံတင်လွှာမှာဖော်ပြထားပါတယ် ပမော်မျိုးဘက်ကစီရင်အခြေအနေနဲ့ပတ်သက်ပြီးကျန်ရပူပေါင်းတပ်တွေကလည်းပမော်မျိုးအတွင်းတပ်စခန်းချနေထိုင်နေတဲ့စစ်ကောင်စီတပ်စခန်းအများစုကိုတိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်တဲ့အပြင်စခခ23တပ်စခန်းကိုဆက်လက်သိမ်းပိုက်နိုင်ရဲကြိုးပမ်းနေစေဖြစ်တယ်လို့ထပ်မံပေါ်ပြထားတာပါစစ်ကောင်စီဘက်ကလက်နက်ကြီးလက်နှင်းငယ် drone လေယာဉ်တွေနဲ့နေစဉ်ပစ်ခတ်တိုက်ခိုက်နေတဲ့ကြားကနေကျန်ရပူပေါင်းတပ်ကစိတ်သက်ခိုင်ခိုင်မာမာနဲ့ဆက်လက်တိုက်ခိုက်နေစေဖြစ်တယ်လို့လည်းဆိုထားပါတယ်မေလ20ရက်နေ့မှာတော့ပမော်မျိုးဘက် စီအာစစ်လက်နက်တွေကိုပို့ဆောင်ပေးတဲ့ရဟယင်၃ဇင်းထဲကနှစ်ဇင်းကိုကျန်ရတပ်ပေါင်းစုကနေပြစ်ချနိုင်ခဲ့ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာအုပ်စုနှစ်စုကပြည်သူ၆၀၀၀ကျော်ကိုဇွန်လ15ရက်နေ့နောက်ဆုံးချပြီးနေထိုင်ရာရွာအတွင်းအနေထွက်ခွာသွားဖို့အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ကအစပို့ထားတယ်လို့ PNLO PNLA ပို့မြို့သားလူမျိုးရေးအဖွဲ့ချုပ်ကနေတရားပေါ်ရယ်စီစံမျိုးနေနောင်ကြောချေရွာအုပ်စုကတပူးထူရွာကောင်းထူရွာလွင်ငွန်းရွာနောင်ဘူရွာပင်စိတ်ရွာနဲ့တောင်ရှိချေရွာအုပ်စုကနောင်ထော၆ရွာကလာလမြွာတို့ကဒိရခန်ရွာသူရွာသားတွေကိုဇွန်လ15ရက်နေ့နှုတ်ဆုံးထားပြီးတော့ခြေရွာအတွင်းကနေချက်ခွာဖို့စာပို့လာတာဖြစ်ကြောင်း PNLA ကဒီကနေ့ဇွန်လ9ရက်နေ့မှာထုတ်ပြန်ထားတာပါ ဒေတာခန့်ရွာသူရွာသားတွေအနေနဲ့မထွက်ခွာရင်တဝန်မယူဖို့လို့လဲအနာသိစိတ်ကောင်စီလာအခန့် BNO ဘီသူဆက်အဖွဲ့ကဇွန်လ9ရက်နေ့မှာစာပေးပို့လာတာဖြစ်ပါတယ်အခုထောက်ခွာခိုင်းတဲ့ခြေရွာတွေထင်မှာ BNO ဘီသူစကအထင်းချုပ်ထားတဲ့ခြေရွာတွေပါဝင်တယ်လို့တော်လိုင်းရင်းနေမြေအတွင်းကခြေရွာတချို့လေးပါဝင်နေရလဲဖြစ်ပါတယ်။ခုချိန်မှာတော့အစီအစဉ်မြို့နေရခြေရွာအချို့မှာစကောက်စင်းနဲ့ BNO ဘီသူစတို့ဝင်ရောက်တပ်ဆွဲနေရယူထားရရှိနေရလို့ BNO ကဆိုပါတယ်။ အနာဒိစကောင်စီဟာအပြစ်ခတ်ရစရေးကိုဇွန်လ3ရက်နေ့ကနေ30ရက်နေ့အထိကြီးညာချပါမယ်။စီစံမျိုးနေနောင်ထော်ဒေတာအတွင်းနဲ့မောင်းမေမျိုးနေပဒူးကြီးဒေတာတွေကိုဇွန်လအစောပိုင်းကလက်နက်ချီနဲ့စီချိန်ထက်မနေပြစ်ခတ်တဲ့ခိုက်မှုတွေလည်းလှုပ်ဆောင်ခဲ့ပါရယ်။အကြက်အတဲကာလာတွေမှာကိုယ့်ရဲ့စိတ်ကြမ်းမာရေးကိုဂရုစိုက်နိုင်မယ်။ ဆက်ကဲနီလန်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်။လက်တလောကျမတို့ကြုံတွေ့နေရတဲ့ငလင်လောက်ခတ်မှုဖြစ်ရဆိုကြောင်းနိုင်ငံတဝန်းမှာထိခိုက်နှံ့မှုများစွာကြုံတွေ့နေရပါတယ်။ဒီအထဲမှာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကလက်ရှိကာလမှာတည်းမကနောက်ဆက်တွဲတက်ရောက်မှုများစွာရှိနိုင်တာကြောင့်ကျမတို့ရဲ့စိတ်ကြမ်းမာရေးအတွက်အလွယ်တကူဂရုစိုက်နိုင်မဲ့နီလန်းလေးတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ဒီကာလမှာအ धिक ကြုံရလေးရှိတာကစိုးရိမ်သောကာရီဖြစ်ပါတယ်။ ငလင်ဖြစ်ပွားတော့ကကြုံလိုက်ရတဲ့စိတ်အခြေအနေတွေဆိုရှယ်မီဒီယာကသတင်းတွေကြောင့်ပူပင်မှုတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်ဒီစိုးရိမ်မှုတွေကြောကြအောင်နဲ့စိတ်လုံခြုံတဲ့ခံစားချက်လေးတွေရအောင်ဖော်ပြပါအချက်လေးတွေလုပ်ကြည့်လို့ရပါတယ်။၁မိမိရဲ့ခံစားချက်တွေအတွေ့အကြုံကိုကိုယုံကြည်ရတဲ့မိသားစုတငယ်ချင်းမိစေတွေကိုရင်ဖွင့်ပြောဆိုတာကိုယ့်ရဲ့ခံစားချက်လေးတွေကိုမဝေဖန်ပဲအတိအမှတ်ပြုပေးတာမျိုးကအများကြီးအထောက်အပံ့ပြုပါတယ်။ နဲ့လက်ရှိပြစ်ဆုံးပံကိုအာယုံဆိုင်ပြီးစိတ်ကိုပြန်လဲတည်ငြိမ်လာအောင် အသက်ကိုပြင်းပြင်းရှူသွင်းရှူထုတ်လုပ်တာ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကအနက်အတန်းအထီးအတွေ့ညင်ခွေးနေကိုဂယုတဆိုင်အာယုံခံကြည့်တာမျိုး လုပ်လို့ရပါတယ်၃မိမိကိုစိတ်သက်သာရရစီမယ်တည်ငြိမ်စေမယ့်အရာလေးတွေလုပ်တာ ဥပမာညင်ညောင်းတဲ့တန်စင်လေးတွေနားထောင်တာပကြီဆွဲတာ အယောင်ချေတာအိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ဆောက်ကစားတာမျိုးတွေလုပ်လို့ရပါတယ်။ရုပ်ပိုင်းဆိုင်ရာဂျမားကြီးနဲ့စိတ်ပိုင်းဆိုင်ရာဂျမားကြီးကဆက်ဆက်နေတာဖြစ်လို့ခန္ဓာကိုယ်လိုအပ်ချက်လေးတွေကိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။လေးအိတ်ဆက်ခြင်းဟာဂျမားတို့ရဲ့ကိုယ်ရောစိတ်ကိုပါ အကောင်းဆုံးသောအနာပေးတဲ့နည်းလမ်းဖြစ်တာကြောင့်အိတ်ချိန်ပြပြဝဝဖြစ်အောင်အိတ်ဆက်အနာယူဖို့အိတ်ချိန်ပုံမှန်လေးထားရှိဖို့တိုက်တွန်းချင်ပါတယ်။ငါ ဒီအချိန်မှာစားချင်တောက်ချင်စိတ်တွေရော့နေနေနိုင်ပေမယ့်ရေဓာတ်ပြေဝအောင်အာဟာရပြေဝအောင် စားတောက်ဖို့လိုအပ်ပါတယ်6ကိုလတ်လှောက်ရှာမှုဟာစိတ်ရောကိုယ်ပါအထောက်အပံ့ဖြစ်စေတာမို့မိမိတို့အတွက်အဆင်ပြေတဲ့လေ့ကျင့်ခန်းတွေပြုလုပ်တာ အကျောလျှော့ပေးတာမျိုးတွေပြုလုပ်ပေးလို့ရပါတယ်ငလင်ဖြစ်ပွားပြီးနောက်ပိုင်းမှာကိုလုံနေကြနှီးစဉ်လုပ်ငန်းဆောင်တာတွေကို မလုပ်ဖြစ်တာမျိုးရှိတတ်ပါတယ် ဒီအခါမှာအတွေးတွေများလာပြီးစိတ်မသက်သာတာတွေရှိတတ်တာကြောင့်ကိုယ့်ရဲ့ routine လေးတွေလည်းပတ်ဖို့လည်းစူးစမ်းကြည့်စီချင်ပါတယ်။ခုနှစ် social media ကသတင်းအချက်အလက်တွေရဖို့အရေးကြီးသလို social media ကသတင်းအမှားတွေပုံရိပ်တွေက ကိုယ့်ကိုစိုးရိမ်ပူပန်တာတွေဖြစ်စေနိုင်တာကြောင့်အချိန်ကန့်သက်ပြီးအသုံးပြုတာကပိုပြီးအကျိုးရှိပါတယ်။ရှင်းကိုဝါသနာပါတဲ့အရာတွေ ိုယ်စိတ်ပျော်ရွှင်စေမယ့်အရာတွေဥပမာတချင်နာထောင်တာစာဖတ်တာ ပုံဆွဲတာမျိုးလေးတွေလှူဆောင်လို့ရပါတယ်။ကိုကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေတွေနဲ့အဆက်အသွယ်မပြတ်ရှိတာအချင်းချင်းကူညီထောက်ပံ့တာကိုတက်နိုင်တဲ့အပိုင်းတွေမှာ volunteer စေတနာဝန်ထမ်းအနေနဲ့ပါဝင်တာမျိုးတွေကစိတ်ကျမ်းမာဖို့အထောက်အကူပြုပါတယ်။ဒီဖြစ်ရဆိုကြီးဟာကျမတို့ရဲ့စိတ်ကျမ်းမာရေးကိုတက်ရောက်ပြီး အကျိုးဆက်နေနဲ့လဲစိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာနိုင်တာကြောင့်ကြိုတင်ကာကွယ်ရာမျိုးတွေပြုလုပ်လို့ရပါတယ်တဆေစိတ်ဖိစီးမှုတွေဖြစ်လာတဲ့အခါ unhealthy coping မမှန်ကန်တဲ့ဖြေရှင်းနည်းတွေ အသုံးပြုတာမျိုးရှောင်ကြဉ်သင့်ပါတယ်ဥပမာအရက်အလွန်အကျွံတောက်တာမူးယစ်ဆေးဝါးတုံးဆွဲတာကိုယ့်ရဲ့ခံစားချက်တွေကို တခြားသူပေါ်ပုံချမိတာမျိုးတွေရှောင်သင့်ပါတယ်စတဲ့ ိုရိုင်းရင်ဆိုင်နိုင်ဖို့ခက်ခဲလာပြီးမိမိအတွက်လိုအပ်လာပြီးဆိုရင် စိတ်ပိုင်းဆိုင်ရာအရာ အကူအညီတွေရယူတာကောင်ဆယ်လင်းယူတာ emotional support session နဲ့ workshop တွေပါဝင်တာဆရာဝန်တွေနဲ့ပြသတာမျိုးတွေပြုလုပ်သင့်ပါတယ်။ဆနေဒီကာလမှာကိုမလုပ်ပေးနိုင်မကူညီနိုင်တဲ့အရာတွေကလည်းအများကြီးရှိနိုင်တာမို့ဖြစ်နိုင်ရင် ကိုလုံနိုင်တတ်နိုင်တဲ့အရာတွေပေါ်မှာပူအာယုံစိုက်ပြီးကူညီထောက်ပံ့တာမျိုးက ကိုယ့်ရဲ့စိတ်ကြမ်းမာရေးအတွက်ကောင်းမွန်စေနိုင်ပါတယ်။ကျနာတရင်ချန်နေရေရေဒီယိုအစီအစဉ်ကိုအပတ်စဉ်သတင်းလာနေရနေတောက်ကြနေအထိည၈နာရီအချိန်တိုင်းမှာတင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်စောင့်မျှော်နာဆင်နိုင်ပါပြီ။ခချင်းပြည်နယ်တွင်းကနောက်ဆုံးရသတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းကျနာတရင်ချန်နေ app Facebook စာမျက်နှာ YouTube နဲ့ website တို့ကနေသတင်းလဲစောင့်မျှော်ကြည့်ရှုနာဆင်နိုင်ပါပြီ။